Hello，阿拉伯人来哇先。 ဒီနေ့မှာတော့စမုံစာကိုမှအတွင်းစာများများလေးထည့်ပြီးတော့ကျွတ်ကျွတ်ကလေးအိမ်မှာလွှဲကြော်စာဖြစ်ပါတယ်။ဖြိုးလိုပဲကို့အိမ်မှာစမုံစာအဝကြော်စာချင်သူများအတွက်ဖြိုးကလုံနီလေးကိုဗီဒီယိုလေးနဲ့တကွာမျှဝေပေးလိုက်ပါတယ်ရှင်။ကဲဒါဆိုလုံနီလေးကိုသိရအောင်ဖြဲဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးနော်။စမုံစာစာလုံရန်အတွက်ဖြိုးကအာလူနှလုံးကိုသုံးထားပါတယ်။အရင်ဦးဆုံးအခေါနာထားပေးသားအာလူကိုအခုလိုမျိုးလေးမထုံပွားနေထားလေးတွေလှီးပြီးတော့ပေါ့နော်။လေတော့ပုံစံလေးတွေကိုပြန်လှီးပေးလိုက်ပါတယ်ရှင်။ တင်းနေထားလေးပေါ့နော်တအားလည်းမကြည့်တအားလည်းမသိလေတော့ပုံစံလေးတွေလေးထားပေးလိုက်ပါပြီးရနေဖြိုးကပပွက်စုတဲ့ရင်တွေဦးထဲကိုထည့်ပြီးတော့7မိနစ်လောက်ပေါ့နော်ဒီအာလူးလေးတွေကြက်လာအောင်ခဏလောက်ပြုတ်ထားပေးလိုက်ပါဒီအာလူးကိုတော့ဖြိုးလုံးဝနူးတဲ့အထိမပြုတ်ဘူးပေါ့နော်ကြက်လာတဲ့နေထားလေးလောက်ထိပဲပြုတ်ထားပါရရှင်ပြီးရနေဖြိုးကကြက်တော်နေလေးလုံးလောက်ကိုလည်းလေတော့တုံးလေးတွေပဲတုံးထားပေးလိုက်ပါတယ် အိမ်မစမှုစာကိုကိုရယ်လောက်စာတော့ကိုလိုချင်တဲ့ရတာလေးလည်းရတယ်ပြီးတော့လေးစာများများလေးနဲ့လည်းရတယ်ပေါ့နော်ဖြိုးကတော့စားချင်းကိုအိမ်မှာပဲလွယ်လွယ်ကူကူလေးကြော်စာဖြစ်ပါတယ်ပြရတဲ့ဖြိုးကငှုပ်တီစိမ့်လေးနဲ့ငယ်ကိုလည်းခက်ပပနေထားလေးတွေလီဟာပေးလိုက်ပါရရှင်။ဒီနေရာမှာခုတ်အိမ်မှာခလေးရှိတဲ့သုံးမဟုတ်အဆက်တွေပါတယ်မစားဖို့ဆိုလို့ရှိရင်ဒီငှုပ်တီစိမ့်ကိုမထိုက်လိုက်ရပါရဲ့နော်။ ီးရင်တော့ဒီစမူစာမှာအနက်ထွက်အရန်ရေးကြည့်တဲ့ဒီပူစီနံရွက်လေးတွေကိုလည်းခြွေထားပေးလိုက်ပါတယ်။ပူစီနံခြွေပြရနေဖြိုးပါဒါလေးနဲ့ခပ်ပပနေထားလေးတွေလေးထားပေးလိုက်ပါတယ်ရှင်။စမူစာကိုကို့အိမ်မှာလွယ်လွယ်ကူကူလေးကြော်စားရင်တော့တတ်တန့်လေးလည်းစားရတယ်။နောက်တစ်ခုကအဝလည်းစားရတယ်ပေါ့နော်။ ကဲပြီးရင်တော့ဖြူတို့ခဏကပြုတ်ထားတဲ့အာလူးကိုလာကြည့်ပေးလိုက်မယ်။အာလူးကလည်းချက်တက်နေတာလေးရောက်ပြီဆိုလို့ရှိရင်တော့သူ့ကိုဆက်ထုတ်ပေးလိုက်ပါမယ်နော်။ဖြူကတော့ပြုတ်ထားပေးလိုက်တာ7မိနစ်လောက်ရပါတယ်ရှင်။ပြီးရင်တော့ဖြူတို့စမုစာအစာကြောရန်တွေအိုးထဲကိုစီနှဲငယ်ထည့်ပေးလိုက်မယ်။စီလေးပူလာတာနဲ့စနေမော်လီနှဲငယ်ကိုထည့်ပေးလိုက်ပါတယ်။ ပြီးရင်တော့ဖြိုးတို့လှီထားပြီးသားဒီငှုပ်သည့်အစိမ်းနဲ့ချက်တော်နဲ့လေးလုံးစာလောက်ကိုထည့်ပြီးလို့ရှိရင်တော့ချက်တော်လေးကနုံပြီးတော့အနက်လေးမွှေးလာတဲ့အထိခဏလောက်ကြော်သွားပေးလိုက်ပါကဲဖြိုးတို့ကြော်သွားပေးလိုက်တာချက်တော်လေးကအနက်လေးကလည်းမွေးပြီးတော့ပေါ့နော်နည်းနည်းလေးနိုးလာပြီဆိုလို့ရှိရင်တော့သူ့တဲကိုဖြုတ်ထားပြီးသားအာလူးကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အာလူးနဲ့သမတ်သွားအောင်ပေါ့နော်မွေးထားပေးလိုက်ပါမယ်ရှင် ပြောရမှုသွားပေးလိုက်တာအာလုံးနဲ့ချက်သုံးပါလေလုံးဝသမတော်ပြီဆိုလို့ရှိရင်တော့သူ့တဲကိုရက်တာတစ်ခါလဲဆက်ပေးလိုက်ပါမယ် ။ရတာအတွက်ကတော့သူ့ရဲ့ဖြိုးကအပားမုံနှင်းငယ်ထဲတယ်။ပြီးတော့စားလေးနှင်းငယ်နဲ့တခြားလေးနှင်းငယ်ပြီးတော့မဆလာကိုခက်မြများလေးထည့်ပေးလိုက်ပါတယ်။ဒါကတော့ဒီစမူစာမှာအသက်လည်းပြောလို့ရတယ်ပေါ့နော်မဆလာက။မဆလာထည့်တဲ့တော့လုံးဝစမူစာနဲ့ရသွားတယ်ပေါ့နော်အရင်ဖွေးပါတယ်။ကဲပြီးရင်တော့အားလုံးကိုတမတော်အောင်ပေါ့နော်ပြန်ပြီးတော့မြေသွားပေးလိုက်ပါမယ်။ဒီအာလူကလည်းကြက်ရာကနေလုံးဝနူးလာအောင်ပေါ့နော်ဖြိုးကထော်သွားပေးလိုက်ပါတယ်ရှင်။ နောက်ဆုံးကြမှာထိထားပိသပူစီနေကိုထိုက်ပေးလိုက်တယ်။ပြီးရင်တော့ဒီအာလူလေးလေးနူပြီးပေါ့နော်။ပူစီနေရွက်လေးတွေကလည်းကျက်လာတဲ့အထိကြော်သွားပေးလိုက်ပါရစေ။ ။ကဲဖြူတို့ကြော်သွားပေးလိုက်တာအစားကလည်းလုံးဝမွေပြီးတော့ပေါ့နော်။အားလုံးလည်းနှက်နေပြီဆိုလို့ရှိရင်တော့ရတာပေါင်းငန်းကိုညှိပေးလိုက်ပါမယ်နော်။ဒီနေရာမှာရတာပေါင်းငန်းကိုကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်ရှင်။ဖြူကတော့နည်းနည်းလေးပေါ့သလိုခံစားရတာနဲ့စားလေးနှဲငယ်နဲ့အသားမုတ်လေးနှဲငယ်လိုပဲထပ်ထပ်ပေးထားပါရဲ့။ကဲပြီးရင်တော့အားလုံးသမတော်အောင်ပြန်ပြီးတော့မှုသွားပေးလိုက်မယ်။အားလုံးလည်းသမတော်ပြီးတော့ဒီအားလုံးလေးကလည်းနှုတ်ပြီးတော့နှက်လည်းနှက်နေပြီဆိုလို့ရှိရင်တော့ရပါပြီနော်။ ဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြူတို့ရဲ့စမူစာမှာထည့်မယ်အစာကတော့ရပါပြီရှင်။ရပြီဆိုလို့ရှိရင်တော့ဖြူတို့စမူစာကိုစပြီးတော့ထုတ်ပေးလိုက်ပါမယ်။ဒီစမူစာထုတ်ရန်အတွက်ဖြူကကော်ပြက်ရွက်ကိုတုံထားပါဗျ။အရင်ဦးဆုံးဖြူတို့ကော်ပြက်ရွက်၄ချက်လောက်ကိုယူတင်လိုက်မယ်။ပြီးရနဲ့အခုလိုမျိုးလေးခောက်ပြီးတော့စမူစာ၃လုံးစာလောက်ကိုညှပ်ထုတ်ပေးလိုက်ပါရှင်။သုံးပြားစာလောက်ပေါ့နော်။ ညှတ်ထုတ်ပြရတဲ့ဖြိုးကတစ်ခုနဲ့တစ်ခုကိုခွာထားပေးလိုက်ပါတယ်။ဒီမှာဆိုလို့ရှိရင်ဖြိုးကတစ်ခါထုတ်ရင်ဒီကော်ပြရနှစ်ချက်ကိုထပ်ပြီးတော့ထုတ်တယ်ပေါ့နော်။တစ်ချက်ထဲဆိုလို့ရှိရင်ဖြိုးကတအားပါလာမှဆိုရနဲ့နှစ်ချက်လောက်ထပ်ပြီးတော့ထုတ်ဖြစ်ပါတယ်။ပြပြီးရင်တော့ဖြိုးတို့ခွာထုတ်ပေးလိုက်မယ်။ခွာထုတ်ပြီးရင်တော့ဖြိုးတို့စပြီးတော့ထုတ်ပေးလိုက်ပါမယ်နော်။ ဒါလေးကတော့စမူစာထုတ်မဲ့နေရာမှာသုံးမဲ့ကြက်အိုအကာပဲဖြစ်ပါတယ်။ပြီးရင်တော့ဖြိုးလို့စထုတ်ပေးရတဲ့အခုလိုမျိုးလေးခောက်ချပေးလိုက်မယ်ပေါ့နော်။ခောက်ပြီးလို့ရှိရင်တော့ဗီဒီယိုမှာပြထားတဲ့အတိုင်းပဲဖြိုးလို့ခောက်သွားပေးလိုက်မယ်။ပြောရမယ်ဆိုလို့ရှိရင်တော့ကတော့ပုံစံမျိုးလေးပေါ့နော်။ဒရိကန်ပုံစံလေးပေါ့နော်။ ရှင်တော့ three cup ပုံစံလေးခောက်ပြီးလို့ရှိရင်တော့သူ့ရဲကိုအစာကိုထည့်ပေးလိုက်ပါမယ်နော်အစာကိုတော့အရင်အများကြီးမထည့်ပါနဲ့လို့အကြံပေးချင်ပါတယ်အရင်အများတွားရင်ဖြိုးတို့ထောက်ရခတ်တယ်ပေါ့နော်အဲ့အတွက်ကိုလိုအပ်သလောက်လေးပဲထည့်ပေးလိုက်မယ်ထည့်ပြီးလို့ရှိရင်တော့ဖြိုးဗီဒီယိုမှာပြထားတဲ့အတိုင်းလေးပဲနည်းနည်းလေးစာကိုတိတ်ပေးလိုက်မယ်တိတ်ပြီးလို့ရှိရင်တော့အခုလိုမျိုးလေးခောက်ချပေးလိုက်ပါမယ်ရှင် ဒီလိုမျိုးတပတ်ခောက်ချပြီလို့ရှိရင်တော့အခုလိုမျိုးလေခောက်ထိုက်မဲ့နေရာတဲကိုမခောက်ထိုက်ခင်မှာဒီချက်ဦးကလေးနဲ့တုတ်ပေးလိုက်မယ်ပေါ့နော်ချက်ဦးကလေးပြီးရင်တော့အခုလိုမျိုးလေခောက်ထိုက်ပေးလိုက်ပါမယ်ဒီအပြင်မှာလည်းဖြိုးကချက်ဦးကလေးတုတ်ပြီးတော့တေချာလေးခောက်ပေးလိုက်ပါရရှင်ဒါကတော့မလောက်တက်တဲ့သူတွေတွဲလောက်ပြထားတာဖြစ်ပါတယ်လောက်တက်ရင်တော့ကြည့်စရာမလိုဘူးပေါ့နော်ကဲဒီနေ့ဟာဆိုလို့ရှိရင်တော့တခုရပါပြီเนาะစမူစာခောက်တဲ့နေလေးတွေကတော့အမျိုးမျိုးရှိတယ်ပေါ့เนาะဖြူကတော့ဒီနေလေးပဲအမြတ်ခောက်ဖြစ်ပါတယ် ကဲအားလုံးလည်းထုတ်လုပ်ပြီးပြီဆိုလို့ရှိရင်တော့ဖြိုးတို့စကြော်ပေးရင်အတွက်စီကိုအရင်ပူအောင်တိုင်မယ်စီလေးပူပြီဆိုလို့ရှိရင်တော့ဖြိုးတို့ထုတ်ထားတဲ့ဒီစမှုစထုတ်လေးတွေကိုထည့်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်နော်ကြော်တဲ့ချိန်မှာဆိုလို့ရှိရင်လည်းဖြိုးကမိပြပြင်းမဟုတ်ပဲနဲ့ပေါ့နော်မိအလက်လက်နေထားလေးနဲ့ပဲကြော်ထားပေးလိုက်ပါတယ်မိတအားပြပြင်းနဲ့ဖြိုးတို့ကြော်ရင်ပေါ့နော်ဒီသူ့ရဲ့အခွန်လေးတွေကအသားချောချောလေးမရပဲနဲ့ပေါ့နော်အသားကြမ်းရတတ်ပါရဲ့ရှင်အဲ့ဒီတော့အခွန်လေးတွေထားထားလေးလိုချင်ပြီးတော့ကြွကြွလေးလိုချင်နေဆိုလို့ရှိရင်တော့မိလက်လက်နေထားလေးနဲ့ပဲဖြိုးတို့ ကြော်သွားပေးလိုက်ပါမယ်နော်ကြော်တဲ့ချိန်မှာလည်းဖြိုးအားဟိုဘက်ဒီဘက်လေးပြန်ပြီးတော့ကြော်သွားပေးလိုက်ပါရှင်ဒီနှစ်ဖက်စလုံးကလုံးဝရှူဝိုင်းရံတွေတန်းလာတဲ့ထိပေါ့နော်ကြောသွားပေးလိုက်ပါတယ်ဒီနှစ်ဖက်စလုံးကအရောင်လေးရင့်ပြီးတော့စမူစာထုတ်လေးကကျွတ်ကျွတ်ကလေးဖြစ်နေပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြူတို့ရဲ့စမူစာကျွတ်ကျွတ်ကလေးကတော့ကျက်ပါပြီရှင် ကြက်ပြီဆိုလို့ရှိရင်တော့သူ့ကိုပြင်ထုတ်စစ်စစ်ပြီလို့ရှိရင်တော့သုံးဆောင်နိုင်ပါပြီရှင်။ကဲအခုဆိုလို့ရှိရင်တော့လွယ်ကူတက်ရှင်းလက်ဆက်ပြီးတော့အရင်ကမှစားလို့ကောင်းတယ်ဖြူတို့ရဲ့စမူစာချွတ်ချွတ်ကလေးရတော့စားဖို့စစ်သဖြစ်နေပါပြီရှင်။စားလို့လည်းကောင်းပြီးတော့လုံနီလေးရလည်းလွယ်ကူရိုးရှင်းတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြူရနာဘူရဲ့တစ်တင်မှပြန်ဆောင်ကြမယ်နော်။အားလုံးအပိုင်း